ကမ္ဘာပေါ်မှာကြားဖြန့်လုပ်ငန်းတွေကြောင့်ဆုံးရှုံးခဲ့ရတဲ့ငွေကြေးပမာဏကိုပေါင်းလိုက်မယ်ဆိုရင်ဒေါ်လာ1 trillion အထိကိုရှိနေပြီဆိုတာကိုသိကြလားအခုဆိုရင်ကြားဖြန့်လူလင်ကိုင်းတွေကကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်အထိတကမ္ဘာလုံးမှာနေရယူနေပြီးတော့ကြားဖြန့်တွေရဲ့လက်ကနေလွတ်တဲ့သူဆိုတာမရှိတော့တဲ့အထိကိုစိုးရွားလာနေပါပြီဒါကြောင့်ဒီဗီဒီယိုထဲမှာကြားဖြန့်တွေဘယ်ရစပြီးပေါ်လာခဲ့တာလဲကြားဖြန့်တွေရဲ့ရည်ရွယ်ချက်ကပါလဲကြားဖြန့်တွေကြောင့်ဖြစ်လာတဲ့ဆုံးရှုံးမှုတွေနဲ့ကြံတဲ့ဗဟုသုတတွေအကြောင်းကိုပြောပြပေးသွားမယ် အခုနောက်ပိုင်းနှစ်တွေမှာတရုတ်နဲ့အမေရိကန်စီးပွားရေးနိုင်ငံကြီးနီးပညာဘတ်ပေါင်းဆောင်ကနေပြိုင်ဆိုင်နေကြတယ်ဆိုတာကိုကျွန်တော်မပြောလဲအားလုံးသိပြီးသားဖြစ်မှာ။အဲဒီပြိုင်ဆိုင်မှုတွေထဲမှာကျွန်တော်တို့အားလုံးထင်မှတ်တဲ့တရုတ်ရဲ့လက်ကွက်တစ်ခုရှိနေတယ်။အဲ့ဒါကတော့ကြားဖြတ်မှာပဲ။ အခုဓာတ်ထောင်နေတဲ့လူတွေလည်းဒီလိုကြားလိုက်တာနဲ့ကြားဖြန့်တဲ့ American ကနည်းနည်းအလန်းဝေးတယ်လို့ခံစားရနိုင်မယ်တော်တော်များများကတော့ဒီကြားဖြန့်လို့အတန်ကြားရင်ဒီအရှိတောင်အရှာပေါ့နော်ဒီကျွန်တော်တို့မြန်မာနိုင်ငံပြီးတော့ Cambodia Philippines Thai အဲ့လိုနိုင်ငံအရှိတောင်အရှာနိုင်ငံတွေကလူတွေအလိန်ခံတဲ့သတင်းလောက်ကိုပဲအရင်ဆုံးပြေးမိမိကြတာ American ဘက်ကသတင်းဆိုရင်တော့တိတ်မသိကြဘူးပေါ့နော်လက်ရှိ American နိုင်ငံမှာကြားဖြန့်ကြောင်ဖြစ်နေတဲ့ပြဿနာတွေကတော်တော်လေးကိုကြီးရလို့ပြောလို့ရတဲ့အနေအထားကိုရောက်နေပြီ data နဲ့မျက်လုံးနဲ့မြင်အောင်ပြောရရင်တရုတ်တွေကကြားဖြန့်အနေမှာတဆင့် American နိုင်ငံရဲ့နီးပညာသတင်းအချက်အလက်တွေကိုခိုးယူမှုပေါင်း2000ကျော်လောက်ကိုရှိနေတယ်လို့သိရတယ်။အဲ့ဒီထဲမှာ American ရဲ့အဓိကကြားတဲ့ဒီသုတေသနလုပ်ငန်းတွေ၊စီးပွားရေးလုပ်ငန်းတွေ၊စစ်ပတ်ဆိုင်ရာအချက်အလက်တွေကနေစပြီးတော့ပညာရေးစနစ်တွေအထိအကုန်ပါတယ်။ နာမည်တက်ပြောရရင်ဒီ NASA ပိုင်တဲ့ဒီ software တွေ Apple နီးပညာတွေ Google AI အချက်လက်တွေကိုတရုတ်အစိုးရနဲ့စစ်တပ်ကတော်တွေ CEO ပေးပို့ပါတယ် ဒီချက်လက်တွေအကုန်လုံးကအခုပြောနေတဲ့ကြားဖြန်းနေတဆင်ရယူသွားတာတွေကြီးပါပဲဒီလိုနိုင်ငံရေးချက်လက်တွေမကသေးတာက2024ခုနှစ်တနှစ်ထဲမှာပဲကြားဖြန့်ကြောင့်အမေရိကန်နိုင်ငံမှာငွေကြေးဆုံးရှုံးမှုဒေါ်လာဘီလီယံအထိကိုရှိတယ်။ဒီပမာဏတွေကအရင်နှစ်တုန်းကဖြစ်ခဲ့တဲ့လိမ်လည်မှုတွေနဲ့ရှင်40ရာခိုင်နှုန်းကျော်လောက်အထိကိုများနေပြီးတော့မွေးရစေးရောင်းဝယ်မှုနီးပါးလောက်ကိုများနေတာပါ။ ဒါပေမဲ့ American မှာဒီလိုဖြစ်နေတာလည်းအကုန်လုံးကကျွန်တော်တို့မြန်မာနိုင်ငံအပါဝင်ရှေ့တောင်အာရှကြားဖြန့်နေအားလုံးနဲ့ချိတ်ဆက်နေတယ်ဆိုရင်ရောယုံလားမသိဘူး။ပြီးတော့ကြားဖြန့် American လိုနိုင်ငံကြီးရဲ့နိုင်ငံကြီးစီးပွားရေးအထည်ကိုပါချိန်ချောင်းနေရဆိုတာဖြစ်နိုင်ပါမလား။ဒီလိုမင်းကုန်းတွေကိုရှင်းသားဖို့အတွက်ဆိုရင်ဒီတရုတ်ကြားဖြန့်ဂိုင်းတွေရဲ့လီလဲပတ်ပုံလေးကိုအရင်ဆုံး ျွန်တော်ရှင်းပြမှာပေါ့เนาะကြားဖြတ်လုပ်ငန်းနေလူလိန်ကိုင်းနေဆိုတာလွန်ခဲ့တဲ့2000ခုနှစ်လောက်ကတရုတ်မှာနာမည်ကြီးခဲ့တဲ့တရားမဝင်ကာစီနိုနဲ့ online လောင်းကစားတွေကနေပြီးဆိုမှစတယ်အဲ့အချိန်မှာဒီလောင်းကစားတွေကတရုတ်မှာတော်တော်လေးနာမည်ကြီးနေတယ်လို့မျိုးအမြင်အစွန်လဲတော်တော်လေးကိုရတဲ့ဒူးစရိုက်လုပ်ငန်းတွေပေါ့เนาะဒါပေမဲ့တိတ်မကြခင်မှာပဲတရုတ်သမ္မတရှီကျင်းဖြစ်ရဲ့ဒူးစရိုက်တိုက်ဖြတ်ရေးကြောင့်သူတို့တွေစပြီးဆိုမှဘုံပြောက်ပါတော့တယ်အဲ့ဒီအချိန်မှာတရားမဝင်ဂိုင်းနေရဲ့မျက်လုံးမှာတရုတ်အစိုးရနဲ့အလန်းဝေးတဲ့ချီတော်အရှာနိုင်ငံလေးတွေစီကို ဖိတ်ဆင်လာပါတော့တယ်။ဒါပေမဲ့တရုတ်အစိုးရကတည်တဲ့အတိုင်းပဲဒီတရားမဝင်ခိုင်းတွေကိုဆက်ပြီးနှိမ်နှင်းမှုပဲစိတ်အားထက်သန်နေတော့လူလိန်ခိုင်းနေရတယ်။တရုတ်အစိုးရလက်ကနေရှောင်လို့မရတဲ့အစုံသူတို့ရဲ့လုပ်ငန်းကိုတရုတ်အစိုးရအတွက်ဝင်ငွေထောက်ပံ့ပေးတဲ့ထောက်တိုင်တစ်ခုအဖြစ်နဲ့ပုံစံပြောင်းလိုက်တယ်။ပြောမယ်ဆိုရင်တော့ give and take သဘောမျိုးပေါ့နော်။ငါကမင်းတို့ပတ်စံပေးမယ်။မင်းတို့ကငါတို့လှုပ်တဲ့မြောက်ကိုမမြင်ရအောင်စောင့်ထားပေးဆိုတဲ့သဘောမျိုးပေါ့နော်။အဲအဲ့အစီအစဉ်ကဘလူးနေရာတွေမှာတွားထီလဲဆိုတော့ကျွန်တော်တို့အရှိတောင်အာရှနိုင်ငံငယ်လေးတွေပါပဲ။ အဲ့ဒီချိန်ကနေစပြီးတော့ကြားဖြန့်နေရှေ့တောင်အာရှကိုစပြီးတော့ခြေဆက်လာတော့တယ်။အဲ့ဒီချိန်ကသူတို့စပြီးဆိုမှအကောင့်တွေဖော်တဲ့အချိန်ကဖြစ်ချင်တော်ဒီ COVID-19 တကဘာလုံးကိုစပြီးပြတ်နေတဲ့အချိန်ပေါ့နော်။နိုင်ငံတကာမှာယောဂပိုးကြောက်လို့လူတိုင်းအိမ်ထဲကနေအိမ်ပြီးမထွက်အလုပ်လုပ်တာအစအွန်လိုင်းကနေလုပ်နေကြတဲ့အချိန်အဲ့ကာလတွေမှာဒီကြားဖြန့်လုပ်ငန်းတွေကိုတော်တော်လေးခရီးရောက်ခဲ့ပြီးမြဲ ယောဂဘိုးကြောင့်တရုတ်အစိုးရကသူ့နိုင်ငံသားတွေကိုတရုတ်ပြည်ပြန်လာဖို့ခေါ်တာကြောင့်ဖောက်တယ်တော်တော်လေးယော်ပါတယ်ပြီးရင်တစ်ချိန်တည်းမှာပဲ online လောင်းကစားတွေ cryptocurrency တွေကိုပါပိတ်ပစ်လိုက်တာကြောင့်နောက်ဆက်တွဲကကျွန်တော်တို့အကုန်ကြုံနေရတဲ့ကြားဖြန့်လုပ်ငန်းတွေပေါ်ပေါက်လာရတော့တာပါပဲအဲ့ဒီထဲမှာနာမည်အကြီးဆုံးက Big Battering ဆိုတဲ့နီးလန်းကိုတုံးတဲ့အကြီးစားလူလင်ဂိုင်းတွေပါဒီဂိုင်းတွေရဲ့အလုပ်လုပ်ပုံကလူတယောက်ယုံကြည်အောင်လို့ဆက်ဆံရေးတစ်ခုအရင်တည်ဆောက်တဲ့ အဲ့ဒီထဲမှာသမီးကြီးစားပုံစံတငယ်ချင်းပုံစံဒီရုပ်ချောတဲ့ကောင်းလင်းကောင်းမလေးပုံစံမျိုးတွေပါတယ်။နောက်တစ်ဆင့်တလားနလားလောက်ကြာပြီဆိုတော့မှသူတို့ရဲ့လုပ်ငန်းကစပြီဆိုမှလုပ်တယ်။ရင်းနှီးတဲ့သူပုံစံဖမ်းပြီးဆိုမှပတ်စံစုဖို့ရင်းနှီးမြုံနံမှုသမီးကြီးစားဆိုရင်လည်းဒီစိတ်ပိုင်းဆိုင်ရာအတုံးချပြီးမလုပ်လို့အောင်ဖိအားပေးပါတော့တယ်။အဲ့လိုမျိုးလှုပ်ပေးလိုက်မိပြီဆိုရင်တော့အသေးကြတယ်ကို့မှာရှိသမျှအကုန်ပြောင်းပါပြီ။ တခါလေကြရင်လည်းအပြေမှာတွေးဖို့ဆွဲဆောင်တာမျိုးချင်းချောက်တာမျိုးလုပ်ပြီးတော့လူကုန်ကူးတာဖမ်းချုပ်ပြီးဆိုမှကျုံပြူတာမျိုးအထီတော်လုပ်တတ်ကြပါတယ်အဲ့လိုတွေကနေ Big Bachelorin Lane ကအရှိတောင်အရှနိုင်ငံအပအဝင်တရုတ်မှာပါနေရယူလာတဲ့အချိန်မှာသူတို့ရဲ့နိုင်ငံသားတွေကိုပါအထိနာလာတာကြောင့်တရုတ်အစိုးရက social media နဲ့ bank snippet တွေကိုစောင့်ကြည့်ခဲ့တယ်။ဒါကြောင့်တိတ်ပြီးအလုံမရဖြစ်နေတဲ့အချိန်မှာလူလင်ကိုင်းတွေရဲ့ target ကပြောင်းလဲသွားပါတော့တယ်။ကျွန်တော်ပေါ်မှာပြောခဲ့တဲ့ American နိုင်ငံနဲ့ကမ္ဘာပေါ်ကလူချမ်းသာတွေစီကိုရောက်သွားတာပါ။ ကြားဖြန့်ခိုင်းနေတဲ့အမြင်ကသူတို့ကနည်းနည်းထူဆန်းတယ်။အမေရိကန်လိုနိုင်ငံကြီးကလူတွေကိုပြစ်မှတ်ထားရင်အမြတ်လဲပို့ပြီးရနိုင်တယ်လို့မျိုးအန်ဒီရယ်လဲနဲတယ်လို့ယူဆတာပေါ့နော်။အဲဒါကြောင့်မလို့ရှေးတောင်အာရှရဲ့နေဆက်တချို့မှာအင်္ဂလိပ်စကားနဲ့ဥရောပစကားတက်တဲ့သူတွေကိုစုပြီးတော့လူလိန်စခန်းကြီးတွေစောက်တယ်။သူတို့ရဲ့အရွယ်ကြောက်ကအမေရိကန်တွေလူချမ်းသာတွေနဲ့ဥရောပသားတွေကိုလိန်ဖို့ဒါတွေကကျွန်တော်အပေါ်မှာပြောခဲ့တဲ့အမေရိကန်ရဲ့ငွေကြေးဆုံးရှုံးရတဲ့အကြောင်းရင်းတွေပါ။ တချို့စင်းင်းနေတယ်မှာဆိုရင်အမေရိကန်လူပေါင်းနှစ်တန်းခွဲကျော်လောက်ကဒီကြားဖြန့်ခိုင်းလိန်နာတွေကိုခံနေရတယ်လို့သိရတယ်။ဒါဆိုရင်ကြားဖြန့်ခိုင်းတွင်လည်းသူတို့ဘလို့အလုပ်လုပ်လဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်။ဒါကြောင့်အပေါ်မှာကျွန်တော်ပြောခဲ့တဲ့အမေရိကန်နိုင်ငံရဲ့အချက်လက်တွေကအရှိတောင်အရှာကြားဖြန့် Empire ကနေဘလို့ပေါက်ကြားသွားတာလဲဆိုတာကိုစပြောပေးပါမယ်။ဒီကြတာတော့ဒီလိုလူလိန်ခိုင်းကြီးတွေက အမေရိကန်ရဲ့စစ်ဘက်ဆိုင်ရာတွေ NASA ရဲ့အချက်အလက်တွေကိုခိုးယူဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့တရုတ်အစိုးရကတရှိုးလုပ်ငန်းအတွက်ဒီ gain တွေကို platform တစ်ခုအနေနဲ့အသုံးပြုတာပါ။ပြောမှဆိုရင်တော့ဒီကြားဖြန့် gain တွေကပေါ့နော်ဒီ American လူမျိုးတွေနဲ့တခြားချမ်းသာတဲ့လူတွေကိုလိန်ဖို့အတွက်လှုပ်ရှားပေးမယ်။အရှိတောင်အာရှကတချို့အဖွဲ့တွေကတော့တရုတ်အစိုးရအတွက် ထောက်လှမ်းရေးပိုင်းအတွက်ကိုအလုပ်လုပ်ပေးတာမျိုးပေါ့နော်။ လက်ရှိဖြစ်နေတဲ့အကြောင်းတစ်ခုနဲ့ပြောရမယ်ဆိုရင်တော့ဖိလစ်ပိုင်ကကြားဖြန့်စင်တာတွေကတရုတ်နဲ့တချို့လုပ်ငန်းတွေစိုက်ဘာကနေဆက်သွယ်ရေးအချက်လက်စုဆောင်းမှုတွေနဲ့ဆက်နွယ်နေတယ်လို့အစိုးရခန်းစာတွေကဆိုတယ်။ဖိလစ်ပိုင်အန်နာပိုင်တွေကဒီစင်တာတွေကိုစစ်ဆေးတဲ့အချိန်မှာလည်းနောက်ဆုံးပေါ်ခိုးနှားထောင်တဲ့ကိရိယာတွေကိုရှာတွေ့ခဲ့တယ်။ ဒါကတရုတ်နိုင်ငံဟက်ကာတွေဒီစခန်းမှာလှုပ်ရှားနေရဆိုတဲ့သက်တွေပါပဲဒါဆိုရင်အမေရိကန်ရဲ့အချက်လက်တွေကိုဘယ်နည်းနဲ့ရယူနေတာလဲဆိုတာကိုသိသွားလောက်ပြီးထင်ပါတယ်ဒီနီးလန်းတွေကတစဉ်တရုတ်အစိုးရအမေရိကန်ရဲ့ရှေ့ရပြေးနိုင်ဖို့တစ်ဖက်တစ်လမ်းကကြံစီနေတာကိုမြင်နိုင်ပါပါ ဒီနေရာမှာကြားဖြတ်ပြောချင်တာတစ်ခုကတရုတ်ကြားဖြတ်တွေရဲ့ရည်ရွယ်ချက်ကအမေရိကန်နိုင်ငံကိုတိုက်ခိုက်ဖို့နဲ့အရှင်ပြိုင်မှုအတွက်ပဲဘာလို့လဲဆိုတော့သူတို့နှစ်နိုင်ငံကတရုတ်ကိုတရုတ်ပြန်ဆိုင်လာကြတာဆယ်စုနှစ်တည်းအများကြီးရှိပြီပေါ့နော်ဒီအကြောင်းတွေကိုတော့ရှည်ရှည်ဝေးဝေးကျွန်တော်မပြောတော့ဘူးတကယ်လို့ထပ်ပြီးဆိုမှသိချင်တာမျိုးရှိတယ်ဆိုရင်ဒီ Trainout application နဲ့က Chipwa နဲ့ Wind the West Rule for now ဆိုတဲ့စာအုပ်တွေမှာတွားပြီးလေ့လာနေတယ်ဒီစာအုပ်တွေကတရုတ်နဲ့အမေရိကန်နှစ်နိုင်ငံပေါင်းချဆုပ်တဲ့စာအုပ်တွေပေါ့နော် အခု2024-2025ခုနှစ်အတွင်းမှာတရုတ်နိုင်ငံကနီးပညာပိုင်းမှာကမ္ဘာထိပ်တန်းနိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံကိုကျော်တက်သွားတာလားဆိုပြီးမေးခွန်းထုတ်စရာတွေရှိလာတယ်။အခုကြည့်နေတဲ့သူတွေရောဘယ်လိုမျိုးထင်လဲ။ပြောရရင်နီးပညာတစ်ခုတည်းတော့မဟုတ်ပါဘူးနောက်ပိုင်းဒီစီးပွားရေးပိုင်းမှာပါတရုတ်ကအမေရိကန်နိုင်ငံကိုကျော်သွားတာမျိုးအထိဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့လက်ရှိ American GDP က30 trillion ပေါ့နော် trillion 30နဲ့တရုတ်ရဲ့ GDP က20 trillion ဆိုပေမဲ့ တရုတ်ရဲ့ GDP မြင့်တော့ကအမေရိကန်ထက်ကို400ခန်းတော့ပိုမြင့်နေတာကိုတွေ့ရတယ်။ဒါတွေကအခုပြောနေတဲ့ကြားဖြန့်ရဲ့စနစ်တွေအပြင်တခြားအပြေမန်းအကြောင်းအရာတွေလည်းရှိနေနိုင်တယ်။အခုပြောနေတာကကြားဖြန့်အကြောင်းဆိုတော့ကြားဖြန့်ကြောင့်တရုတ် Community Party CCP ရဲ့စီးပွားရေးနဲ့နိုင်ငံရေးဘက်မှာတော်တော်လေးအကျိုးမြတ်ရသားတာတွေကိုလည်းတွေ့ရတယ်။ပြောရရင်ကြားဖြန့်ခိုင်းတွေကပေးတဲ့ငွေမဲတွေကိုသူတို့ပါတီရဲ့ဩဇာလွှမ်းမိုးမှုပိုင်းမှာအသုံးချတယ်။တစ်ဖက်မှာလည်း American ဘက်ကတရုတ်အစိုးရကကြားဖြန့်စင်တာတွေကိုသူတို့အကျိုးစီးပွားအတွက်အသုံးချနေတဲ့အကြောင်းပြတာမျိုးရှိတယ်။ ါပေမဲ့တရုတ်အစိုးရ CCP ဘက်ကတော့တရုတ်မဟုတ်တဲ့အကြောင်းကိုပဲပြောပြတယ်။တခါလေကြရင်တော့နိုင်ငံတကာအမြင်မှာကြည်ကောင်းလို့တရုတ်လူလင်ကိုင်းတွေကြားဖြန့်ကိုင်းတွေကိုအပြအနေနဲ့ဖမ်းပြတာမျိုးလုပ်လို့ရှိတယ်။တရုတ်ပြည်ရဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုအထောက်အကူဖြစ်ဖို့အတွက်ဒီကြားဖြန့်ကိုင်းတွေအကူအညီကိုတရုတ်အစိုးရယူနေတော့မှာပဲ။ဆိုတော့အချုပ်အနေနဲ့ပြောရရင်တရုတ်ကဩဇာကိုဖြန့်ကျက်ဖို့စီးပွားရေးနဲ့လုံခြုံရေးဩဇာကိုချဲထွင်ဖို့အမေရိကန်တို့ပြိုင်ဘက်တွေကိုသူတို့ရဲ့နိုင်ငံသားတွေကိုပိတ်မှတ်ထားပြီးထိခိုက်စေဖို့ ထောက်လိုင်းရေးအချက်လက်တွေစုဆောင်းဖို့ဒီကြားဖြန့်ခိုင်းတွေကိုအမျိုးမျိုးကရိယာတစ်ခုအနေနဲ့အသုံးချနေတာကိုတွေ့နိုင်တယ်။ဒါကရိုးရိုးစိုက်ဘာခရိုင်းတစ်ခုမဟုတ်ဘဲနဲ့အမေရိကန်ရဲ့တရုတ်ကြားနိုင်ငံရေးအရာပါရှုပ်ထွေးတဲ့ပြဿနာတစ်ခုဖြစ်နေတာပါ။ဒါကြောင့်အခုပြောပြသွားတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးသင်ခန်းစာ၃ခုရလိုက်တယ်။အဲ့ဒါတွေကနံပါတ်၁ကြားဖြန့်လုပ်ငန်းတွေကရိုးရိုးဒူးစိုက်လုပ်ငန်းတစ်ခုဆိုတာမျိုးမဟုတ်ဘဲနဲ့တရုတ်အစိုးရနဲ့မှနောက်ွယ်မှာပေါ့နော်။ချိတ်ဆက်နေတာမျိုးရှိတယ်။ နံပါတ်2ကကြားဖြတ်နေတဲ့ပြစ်မှတ်ကအရှိတောင်အာရှနိုင်ငံတွေတွင်မဟုတ်ဘဲနဲ့အမေရိကန်လိုကမ္ဘာနံပါတ်1နိုင်ငံကပစ်မှတ်ထားတဲ့လုပ်ငန်းတွေဖြစ်တယ်။နံပါတ်3ကကြားဖြတ်တွေကတရုတ်နဲ့အမေရိကန်ကြားနိုင်ငံရေးစစ်ပွဲအစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာတွေပဲဖြစ်ပါတယ်။ဒါကြောင့်ခုကြည့်နေတဲ့တွေထဲမှာရောတရုတ်နိုင်ငံရဲ့တရားမဝင်လူလင်ကြားဖြတ်ခိုင်းတွေအကြောင်းနဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်လဲ။ဒီကြားဖြတ်လုပ်ငန်းတွေကအမေရိကန်နိုင်ငံရောနောက်ထပ်ဘယ်လိုမျိုးထိခိုက်မှုတွေရှိလာနိုင်မလဲလို့မြင်ကြတယ်။ကိုယ့်အထင်မြင်ချက်တွေကောမန့်မှာဝင်မြောက်သွားပါအောင်ခင်ဗျာ။ ရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖွင့်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။